ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းချိတ်ဆက်ပေးလိုက်တဲ့ဒီပြည်သူ့စစ် sorry အာ BGF လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်နေတဲ့စစ်မှုထမ်းဟောင်းရရှိတယောက်ကတဆင်လဲကျွန်တော်ကကြားဖြတ်လုပ်ငန်းတွေအကြောင်းတော့ကျွန်တော် American ထောင်လိုင်း agency တွေကျွန်တော်ကိုယ်တိုင်တော့မှချိတ်ဆက်ပေးခဲ့တာရှိပါတယ်အဲ့တော့လုံခဲ့တဲ့နှစ်နှစ်ခွဲလောက်ကတည်းကအချက်လက်တွေကိုကြာကြာနာနာဘယ်လောက်ထိအဲ့တုန်းကကျွန်တော်ကိုယ်တိုင်ဗီဒီယိုဖိုင်တွေတွေ့ရလဲဆိုတော့အဲ့ချွေကုတ်ကိုအဆောက်အုံကြီးတွေကတနေရာမှာလျှက်စစ်ဂျင်းစစ်နဲ့တူနေတာတွေเนาะတော့ဂျိန်လုံးနဲ့ ဒီမသိမချင်းကိုရိုက်နေတာတွေထိုင်ထားတွေလှုပ်ခိုင်းတာတွေနောက်တစ်ခါဒဏ်ရာမှာကြောတွေကြောမှာဒဏ်ရာတွေဘရဘွားနဲ့ရိုက်နေညင်မနှိမ့်ဆက်ထားတာတွေလက်ထိပ်ကြီးခတ်ထားပြီးတော့ဒီဒီလက်ထိပ်ခတ်ထားတဲ့တန်းအစတီတိုင်းမှာဓာတ်အားတွေလွှတ်ထားတာတွေဒါတွေအစအစထိအကုန်လုံးကိုကျွန်တော်တို့လုံခဲ့တဲ့နှစ်နှစ်ခွဲကလေးကအမေရိကန်ကကြာကြာနာနာဘယ်နေရာမှာဘယ်တရုတ်ကဥဆောင်ပြီးတော့ဘလို့ရက်ဆက်ကြမ်းကြုတ်မှုနဲ့ဘလို့လုတ်ခဲ့တယ်ဆိုတဲ့အကြောင်းဘလို့ကိုရင်းအင်္ကာတွေကလီစာတွေကိုဘယ်အဖွဲ့အစည်းက ခွဲစိတ်ပြီးတော့ဘဒုကိုတပ်ဖြတ်ပြီးဘေးကိုပို့ပို့ပြီးရောင်းချတယ်ဆိုတဲ့အကြောင်းအကုန်လုံးအချက်လက်တွေငွေကြေးစည်းစိမ်မှုတွေဘန်းနေဘယ်ဘန်းနေဘေးသွားလဲဆိုအကုန်လုံးကိုအမေရိကန်ဆိုရနဲ့ထောက်လိုင်းအေဂျင်စီတွေကစုဆောင်မှုတွေတိစောက်ထားပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ခွဲကလေးကဆိုတော့အခုမှကြားဖြန့်လို့ပေါ်ပေါ်တင်တင်ဆွဆွဲခံရတဲ့ဆော့ချစ်သူနဲ့ DGB နဲ့ BGF တို့အုပ်စုဟာအယူဖင်တရေဟိုရင်းပြုခံရတဲ့ပမာနဲ့အဆောက်အုံတွေကိုဘုံခွဲဖြစ်စီးပြ အောက်ခြေက၄50မြောက်လောက်အခိုင်းစီခံလေးတွေကိုဖမ်းဆီးပြပြီးသူတို့ကြားပြန့်တွေကိုနှိမ်နှင်းနေပါပြီလို့ထုတ်ပြန်ချက်ကိုအမေရိကန်အစိုးရဘက်ကဘလူးနီးနဲ့မှလက်ခံမှာမဟုတ်ပါဘူးသူတို့ကြေညာထားတဲ့အတိုင်းသူတို့နိုင်ငံသားတွေရှိရနေလိန်လဲပြီးလှည့်ဖြားယူသွားတဲ့ဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုဘီလီယံနဲ့ချီတဲ့ဒီပိုင်ဆိုင်မှုတွေကိုပြန်လဲရယူဖို့ ਨੇ ကျူးလွန်ခဲ့တဲ့လူတွေကိုပေါ်ထုတ်အေးအေးယူဖို့ တို့ရဲ့ strike force ကကြိုးစားမယ်လို့ဆိုထားတဲ့အတွက်ကြောင့်ဒီဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာဘယ်ကိုရောက်သွားသလဲစက်ကြောင်းကိုလိုက်ရင်တရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကတဆင့်တရုတ်ပြည်ကိုအချို့စီးဆင်းသွားတယ်အဲ့ဒီတရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေနဲ့လက်တွဲလုပ်နေတဲ့ BGF စောချစ်သူကတဆင့်နေပြည်တော် main online စီကိုစီးဆင်းသွားတယ်ပြီးတော့မှအယိုးအရင်းလေးတွေကိုပဲယိုးအရင်းလေးတွေကိုပဲဘယ်ကိုရရလဲဆိုတော့ ထပ်ပြောပါအောင်မယ်ကျွန်တော်ကအဲ့ဒီအဲ့ဒီအဲ့ဒီကြားဖြတ်မှာပေါင်လက်ပတ်နေတဲ့တက်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တယောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရပိုင်းအင်းငယ်ကလမ်းပြီးတော့ဗောနော်အကြံပေးစကားကျွန်တော်ပြောလိုက်ပါတယ်ဒါကလည်းစေတနာမြေတာနဲ့ပါသူရာဇဝဲမှုကျူးလွန်ထားတာမှန်တယ်ဒါပေမဲ့သူအခုချိန်မှာဒါအာဘာလို့ခေါ်မလဲဖောက်ကောင်ပန်းညွန့်လိုမျိုးလုတ်ခဲ့လို့ရှိရင်ဗောဘလူနီဘလူနိုင်ငံရေးအကျိုးမြတ်ရနိုင်တဲ့အသက်ရှင်ခွင့်ရမယ်ဆိုတဲ့အကြံပြုချက်လေးပေးပို့ရင်ဗောကျွန်တော်သူ့ကိုလှမ်းပြောခဲ့ဗောပြောတော့သူပြန်ပြောတဲ့စကားတစ်ခုံးဗောနော်သူကဘာပြောလဲဆိုတော့ အာကျွတ်တက်ဖွဲ့ဝင်တွေအသက်ဆက်ရှင်ဖို့ကျွတ်တို့ခိုးဘာပဲခိုးရခိုးရဓမြတက်ရတက်ရလောက်ရမှာပဲဆိုတဲ့သဘောမျိုးသူပြန်ပြောတာလေးကျွန်တော်ကမှတ်မိလိုက်လို့ပါအဲ့တော့စောစောကရတဲ့အယိုးရင်းလေးတွေကိုငါတက်ဖွဲ့အတွက်ဘာပဲလောက်ရလောက်ရလုံးမှာပဲဆိုတဲ့လူကိုတချို့တက်ဖွဲ့ပြီးပြီးပြီးတော့ချွေးသိမ့်ထားတာဖြစ်တယ်ဆိုတော့အားလုံးကိုခြုံငုံပြီးတော့ဆက်ဆက်စဉ်းစားစစ်စစ်စစ်အရေးယူမယ်ဆိုရင် နောက်ဆုံးတာဂက်ကတစ်ခုပဲကျန်ပါတယ်အာ BGF ကဆော့ချစ်သူတို့ကအသာထားပါမွားပါ ူဟာရှီချစ်ကျင်တို့လိုမျိုးအချိန်တန်စီးထိုးရင်ထိုးမထိုးရင်အချင်းထောင်တထောင်ပါအချင်းဆန်ရမယ်နေရုပ်တတာပါပဲအဓိကကြံရှိတဲ့နှစ်ခုဟာတရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်ကွန်မြူနစ်ပါတီတွေကခေါင်းဆောင်တချို့နဲ့ဖက်စစ်ဂျမ်းဖက်အာဏာရှင်မင်းအောင်လှိုင်အုပ်စုဒါဟာကြားဖြန့်ဆိုတဲ့နိုင်ငံတကာနိုင်ငံဖြတ်ကျော်စကမ်မင်းလိန်လေတဲ့အွန်လိုင်းလိန်လေမှုကိုကျူးလွန်နေတဲ့ပင်မဂိုင်းကြီးတွေရဲ့စီးဆင်းရံပင်မနှစ်ခုဖြစ်တယ် ဒါကြားဖြတ်နဲ့ပတ်သက်လို့ product တွေ့ရှိရတဲ့တစ်ချက်ပဲဖြစ်တယ်။ဒုတိယကမွေးရစ်အခုဆိုရင်မွေးစင်းနဲ့ပတ်သက်လို့ဟလာဒီချန်ပီယံနဲ့မှာရွှေတိကန်ဒေတာမှာဘလို့ထုတ်လုပ်နေတယ်ဆိုတဲ့အကြောင်းအကြီးကျယ်ဖြစ်လာတယ်။ American နိုင်ငံမှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ important ဆိုးရွားတဲ့သတင်း quality အမှန်တွေကိုအခုဆိုရင်တနိုင်ငံလုံးကတအုံနွိနွိနဲ့အော်ဗမာပြည်ဆိုဒီလိုကြီးလားဟာဗမာပြည်ဆိုတော့ရက်ဆက်ကြမ်းကြုတ်လာသလားငါတို့ငွေတို့လိမ်နေတာဗမာပြည်ရပါလားငါတို့ရှိကိုရောက်လာတဲ့မွေးစည်းတွေအကုန်လုံးနှီးပါဟာဗမာပြည်ကထွက်လာတာပါလားဆိုတော့ ချက်လက်ပေါ်ထွက်မှုတွေအရာမူးရစ်ယာစာဟာလည်းပဲမင်းအွန်လိုင်းဖြစ်နေတာတွေ့ရပါတယ်အဲ့တော့ကြားပြန့်ယာစာမူးရစ်ယာစာနောက်ပို့ဆိုတာကအိန္ဒိယဆရာဝန်တွေအခုဖောက်ခွဲဖြစ်စီလိုက်တဲ့ဒီ KK Park အပါဝင်ရွှေကုတ်ကုတ်အပါဝင်ထဲမှာအိန္ဒိယနဲ့တရုတ်တော်ပါမပါမသိဘူးပေါ်ထွက်လာတဲ့သတင်းချက်လက်တွေကအိန္ဒိယနဲ့ခွဲစိတ်ဆရာဝန်တွေဟာအဲ့ဒီ KK Park စီဒီ လေ online link လေးတဲ့ gain နေအခြေဆက်ရဌာနမှာခွဲစိတ်ခန်းတွေလျှို့ဝှက်တိဆောက်ထားပြီးတော့တကယ်အဆင်မီခွဲစိတ်ခန်းရင်းတွေမှာလူငယ်တွေလူရွယ်တွေသူတို့လိုချင်တဲ့ဘယ်အသက်ရွယ်ဘယ်အသွေးမျိုးစားဘယ်လိုအင်ဆိုင်ပါတဲ့ဘယ်လိုကိုယ်တွင်းကလေးစားအသေးအကျောက်ကနှလုံးစသဖြင့်အစားထိုးလိုတဲ့ကလေးစားတွေကိုခွဲရှင်လက်လက်ခွဲစိတ်ဖြတ်တော့တတ်တတ်ဖြတ်ပြီးတော့လူဒီပြန်လဲပြီးနိုင်ငံတကာဈေးကွက်ကိုတင်ပို့ခဲ့ရတဲ့ဆိုတဲ့ဖြစ်စဉ်တွေအကုန်လုံးတစတာတစပေါ်ထွက်လာတဲ့ကြောင့်မို့တရားမဝင်ကိုရင်းကလေးစားတပ်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစစ်မြစ်တရားခံဟာလည်းပဲ မင်းအွန်လိုင်းအုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါလိမ့်မယ်ဒီကြောင့်လည်းပဲကျွန်တော်ကိုယ်တိုင်ပြောခဲ့ပြီးပါတယ်ပြီးဒါကာဆာမူဒူတာကာဆာမူလုတ်ခဲ့တဲ့ခေါင်းတကောင်အောင်ဆိုရင်လည်းပဲ2021ကာလစမ်းသပ်ရတဲ့လူငယ်တွေလူငယ်ဆိုတော့အသက်18 20စိတ်လေးတွေဟာနေပြောက်ညာပြောက်ပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင်အယောင်ရလို့ဆေးုံသွားထုတ်ဆိုရင်လည်းပဲ